မေရိကန်ကုန်ပစ္စည်းတွေပေါ်ချမှတ်ထားတဲ့နောက်တိုးကုန်သွယ်ကုန်တွေကိုဆိုင်းငံ့ထားတာကိုနောက်ထပ်တစ်နှစ်သက်တမ်းတိုးလိုက်တယ်လို့တရုတ်နိုင်ငံကဗုဒ္ဓနေမှာကြေညာလိုက်ပါတယ်။အရန်ဘက်ကသမ္မတကြီးနှစ်ယောက်ဖြစ်တဲ့ထရမ့်နဲ့ရှီတို့တွေ့ဆုံဆွေးနွေးရာကနေရရှိတဲ့သဘောတူညီချက်ကိုတရားဝင်အကောင့်ထဲပေါ်လာဖြစ်ပါတယ်။ခေါင်းဆောင်နှစ်ယောက်ကအော်တိုဝါလာကုန်လုံးကတောင်ကိုရီးယားနိုင်ငံမှာတွေ့ဆုံခဲ့ကြပြီးတော့ဒီနူးညံ့သိမ်မွေ့တဲ့ယာယီပြည်လည်မှုကိုတစ်နှစ်သက်တမ်းတိုးဖို့သဘောတူညီခဲ့ကြတာပါ။ မကြသေးမီကာလာရီအတွင်းမှာနှစ်ဖက်ကုံသွင်းဆွေးနွေးညှိနှိုင်းမှုတွေအကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ကြပြီးတဲ့နောက်ဒီလိုသဘောတူညီချက်ရရှိခဲ့ကြတာဖြစ်ပါတယ်။ပေကျင်းနိုင်ငံတော်ကောင်စီကိုကိုးကားပြီးတော့ဗန်နာယေးဝန်ကြီးဌာန website မှာဗုဒ္ဓနေ့ကထုတ်ပြန်ခဲ့တဲ့အဲ့ဒီညညာချက်မှာ American ကုန်ပစ္စည်းတွေအပေါ်ချမှတ်ထားတဲ့ကုန်သွယ်ခွန်24ရာခိုင်နှုန်းကိုတနှစ်ကြာဆက်လက်ဆိုင်းငံ့ထားမှာဖြစ်ပြီးတော့ American ကုန်ပစ္စည်းတွေပေါ်တတ်မှတ်ထားတဲ့ကုန်သွယ်ခွန်30ရာခိုင်နှုန်းမှာဆက်လက်ရှိနေမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ီလိုဆိုင်ငံ့ထားတာကတရုတ်နဲ့အမေရိကန်စီးပွားရေးနဲ့ကုန်သွယ်ရေးဆွေးနွေးတိုင်ပင်မှုတွေကသဘောတူညီချက်ရရှိခဲ့တာဖြစ်ပြီးဒီအမိတ်ဟာနိုဝင်ဘာ၁၀ရက်နေ့မှာစတင်အသက်ဝင်မယ်လို့အဲဒီကြေညာချက်မှာရှင်းသားထားပါတယ်။တမရထရမ်ကလည်းတရုတ်သွင်းကုန်တွေအပေါ်ချမှတ်ထားတဲ့နောက်တိုးကုန်သွယ်ကွန်ကို20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းကိုရှော့ချလိုက်ပြီးတော့ဒီမိတ်ဟာနိုဝင်ဘာ၁၀ရက်ကနေစတင်အသက်ဝင်မယ်လို့အင်္ဂါနေ့ကအမိတ်ထုတ်ပြန်ပြီးတော့သဘောတူညီချက်ကိုတရုတ်ဝင်အတီးဖြစ်စေဖို့ပြုလုပ်ပေးခဲ့ပါတယ်။ ဝါရှင်တန်နဲ့ပေကျင်းတို့ကတရုတ်ရဲ့ထုတ်ကုန်တွေအပေါ်နောက်တစ်ယောက်ကအပြန်လှန်ကုန်သွယ်ကုန်တွေအစမတန်မြင့်တင်သတ်မှတ်ခဲ့ကြတာကြောင့်ကမ္ဘာစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံကြီးနှစ်ခုကြားတက်မာမှုတွေမြင့်တက်ခဲ့ပါတယ်။တချိန်မှာအဲ့ဒီကုန်သွယ်ကုန်တွေကကနန်းသုံးလုံးပမာဏအထိမြင့်တက်သွားပြီးတော့ကုန်သွယ်ရေးကိုအဟန့်တာဖြစ်စေခဲ့ပါတယ်။အဲ့ဒီချိန်ကလေးကနှစ်ဖက်တွေ့ဆုံကစိတ်မသက်သာဖွယ်ရာယာယီပြင်းရင်းကြီးအတွက်ညှိနှိုင်းမှုတွေစတင်ပြုလုပ်ခဲ့ရပြီးတော့မကြသေးခင်လတဲ့အတွင်း ထိုက်တန်စီးပွားရေးခေါင်းဆောင်တွေကကျိန်ဖန်များစွာ တွေ့ဆုံညှိနှိုင်းခဲ့ရပါတယ်။ပို့ကုန်ထိန်ချုပ်မှုနဲ့တခြားပြဿနာတွေကြောင့်တက်မာမှုတွေမြင့်တက်ခဲ့ရတာဖြစ်ပါတယ်။ဒီလိုကောင်းသွဲခွန်အများပြားနဲ့သက်ဆိုင်တဲ့ကြီးညာချက်တွေအပြင်ကဏ္ဍအသေးသေးအပေါ်တက်ရောက်မဲ့သက်ဆိုင်တဲ့ဆောင်ရွက်ချက်တွေကိုဆိုင်းငံ့တဲ့ကြီးညာချက်အများပြားကိုလည်းတရုတ်နိုင်ငံကဗုဒ္ဓဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့ပါဗျာ။ အဲ့ဒီကြေညာချက်တစ်ခုတည်းမှာ American လက်ရထွက်ကုန်တွေအပေါ်တက်ရောက်တဲ့ Marshall ကထုတ်ပြန်ခဲ့တဲ့နောက်တိုးကုန်သွယ်ခွန်များချမှတ်ဆောင်ရွက်ခြင်းအားရက်ဆိုင်ထားလိုက်သည်ဆိုတဲ့တရုတ်နိုင်ငံကထုတ်ပြန်ထားပါတယ်။ဒီနောက်တိုးကုန်ဟာ Beijing ရဲ့ Fentanyl မျိုးရည်စေဝါအပေါ်ကင်တွယ်မှုကိုမကျေနပ်တဲ့အတွက် Trump ကတရုတ်ကုန်စည်တွေအပေါ်ချမှတ်ထားတဲ့ထပ်တိုးကုန်ခွန်တွေအပေါ်နှစ်ဆတိုးချမှတ်ခဲ့တဲ့အတွက်တရုတ်နိုင်ငံကလည်းတံပြန်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ခုခါမှာတော့နောက်ဘက်ကစပြီးတော့မူလဆရာကိုင်းနှုံးကိုပြန်လဲရောက်ရှိသွားမှာဖြစ်ပါတယ်။အမေရိကန်ကတင်သွင်းတဲ့ကြက်သားဂျုံပြောင်းဝါကုန်းတွေအပေါ်နောက်ထပ်အခွန်55ရာခိုင်နှုံးကိုပေကျင်းကတက်မှတ်ခဲ့ပြီးတော့အလားတူပဲအမေရိကန်ပေပီဇက်ဝတ်သားအမေသားနှုတ်ထွက်ပစ္စည်းနဲ့တခြားလေယာထွက်ကုန်တွေအပေါ်နောက်ထပ်အခွန်30ရာခိုင်နှုံးချမှတ်ခဲ့ပါတယ်။ဒီလိုပြုလုပ်တာကြောင့် Trump ကိုနိုင်ငံရေးအရာထောက်ခံနေတဲ့အဓိကအင်အားစုဖြစ်တဲ့လယ်သမားတွေကိုထိခိုက်နှစ်နာစေခဲ့ပါတယ်။ ်မရိကန်ပဲစစ်ဆက်ပို့ကုံစုစုပေါင်းရဲ့ထက်ဝက်ကျော်ကအရင်နှစ်ကတရုတ်နိုင်ငံကို တင်ပို့ခဲ့တာပါဒါပေမဲ့ကုံသွေးရေးအငင်းပွားမှုကနှက်ဆိုင်လာပြီးတဲ့နောက်သွင်းကုန်အမှားစာအလုံးကိုပေကျင်းကရပ်ဆိုင်ခဲ့ပါတယ်ဆက်ဆံရေးပြည်လည်လာတဲ့လက္ခဏာတရက်အနေနဲ့အမေရိကန်လေယာဂန်နာကကိုဇလယ်ရီနဲ့အင်္ဂါနေ့ကပေကျင်းမှာတွေ့ဆုံတဲ့အခါမှာ တရုတ်ဒုတိယကိုယ်တန်းရောင်းဝယ်ရေးဝန်ကြီးနဲ့အဓိကညှိနှိုင်းရေးသမားဖြစ်သူလီချင်ကန်ကနှစ်နိုင်ငံကြားစိုက်ပျိုးရေးကုန်သွယ်မှုဆက်ဆံရေးဟာအရေးပါတယ်လို့ချီးကျူးပြောဆိုခဲ့ပါတယ်။တစ်ခုလုံးကိုခြုံငုံကြည့်ပြီးတော့အမေရိကန်ဟာတရုတ်နိုင်ငံနဲ့လက်တွဲဆောင်ရွက်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။စိုက်ပျိုးရေးနဲ့တခြားကဏ္ဍတွေမှာလက်တွေ့ကြတဲ့ပူးပေါင်းဆောင်ရွက်မှုတွေအတွက်အခွင့်အာဏာစည်းမဲ့ပတ်ဝန်းကျင်တရုတ်ကိုဖန်တီးပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ ဆိုပြီးတော့လေကအစည်းအဝေးမှာပြောကြားသွားခဲ့တာကိုတရုတ်ကုသံရောင်းဝယ်ရေးဝန်ကြီးဌာနကဗုဒ္ဓနေ့ကထုတ်ပြန်တဲ့ကြေညာချက်အရသိရပါဗျ။ American company တွေကိုပို့ကုန်ကန့်သတ်မှုတွေပြုလုပ်ထားတာကိုဆိုင်းငံ့ထားတဲ့အမေကိုတတ်တန်တိုးပေးမယ်လို့လည်းပေကျင်းကုသံရောင်းဝယ်ရေးဝန်ကြီးဌာနကဗုဒ္ဓနေ့ကထုတ်ပြန်ထားပါဗျ။အဲ့တော့ကကန့်သတ်မှုကိုအခုနှစ်အစောပိုင်းကဝါရှင်တန်နဲ့အပြန်အလှန်ချမှတ်တဲ့နေရာမှာပြုလုပ်ခဲ့တာပါဗျ။ နောက်ထပ်ကြေညာချက်တစ်ခုမှာဒီကသက်ချက်တွေကို American ကာကွယ်ရေးနဲ့လေကြောင်းကုမ္ပဏီဒါဇင်ပေါင်းများစွာအပေါ်ချမှတ်ထားတာကိုဆက်လက်ဆိုင်းငံ့ပေးသွားမယ်လို့ဝန်ကြီးဌာနကပြောထားပါတယ်။ဒီကသက်မှုတွေကိုစစ်ဘက်နဲ့အရပ်ဖက်နှစ်မျိုးသုံးနိုင်တဲ့ပစ္စည်းတွေအမေရိကန်နိုင်ငံကရှာယူနိုင်တာကိုကန့်သက်ဖို့ရည်ရွယ်ပြုလုပ်ခဲ့တာပါ။ဆွေးနွေးညှိနှိုင်းမှုတွေအပြီးမှာမြေရှားတပ်တုနှီးပညာတွေတင်ပို့တာကိုကန့်သက်ထားတာကိုတနက်ရန်ဆိုင်မှုအတွက်ပေကျင်းကသဘောတူခဲ့ပါတယ်။ မြင်းရှားတပ်တို့ဟာတရုတ်ကလွှမ်းမိုးချုပ်ကင်ထားတဲ့မဟာဗျူဟာမြောက်နယ်ပယ်ပြစ်ပြီးတော့အဲ့ဒါကကာကွယ်ရေးမော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့လူသုံးကုန်အီလက်ထရောနစ်ပစ္စည်းတွေထုတ်လုပ်တဲ့နေရာမှာမရှိမဖြစ်အရေးပါတဲ့ပစ္စည်းဖြစ်ပါတယ်။ပြန်လာအဖြစ်ဝါရှင်တန်ဘက်ကလည်းတရုတ်ကအနည်းဆုံး90ရာခိုင်နှုန်းပိုင်ဆိုင်တဲ့နမပြတ်စည်ရင်သွင်းထားတဲ့နိုင်ငံခြားကုမ္ပဏီခွဲတွေအပေါ်ပို့ကုန်ကန့်သတ်မှုတွေပြုလုပ်ထားတဲ့ကုမ္ပဏီစည်ရင်ကိုတနက်ဆိုင်ငံ့ထားဖို့သဘောတူခဲ့ပါတယ်။ ကားပြန်တရုတ်သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကိုပြစ်မှတ်ထားတဲ့ဆောင်ရွက်ချက်တွေကိုလည်းတနှစ်ရပ်ဆိုင်းထားမယ်လို့အမေရိကန်နိုင်ငံကပြောပါရယ်ဒီဆောင်ရွက်ချက်ကြောင့်တနိုင်ငံနဲ့တနိုင်ငံသင်္ဘောကန်ကပ်ခွဲအခွန်တွေကိုအပြန်လှန်ကြီးမားစွာချမှတ်ခဲ့ကြပါရယ်အပြန်လှန်အဖြစ်တရုတ်နိုင်ငံဘက်ကလည်းအမေရိကန်ရဲ့ဆောင်ရွက်ချက်အပေါ်တံပြန်ဆောင်ရွက်ချက်တွေကိုတနှစ်ဆိုင်းငံ့ထားမယ်လို့အဲဒီကြေညာချက်ဒီမှာဆက်လက်ပြောဆိုထားပါရှင် မြစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ